Hello everyone, guess it how land ပြန်လေးကြိုဆိုလိုက်ပါဒီနေ့ reading လေးကတော့ Guest to Twin Flame Awakened Path Tarot Deck လေးနဲ့ Guest ချပြီးမှာပေါ့နော်။ဆိုတော့ဒီ deck လေးကတော့ draw လေးကိုတူတူချာချာလေးဖြစ်တယ်။ဘာဆိုတော့အောက်မှာစာတွေပါတယ်ပေါ့နော်။ဆိုတော့အမ်စိတ်ဝင်စားတဲ့သူတွေလိုက်ပြီးဖတ်ကြည့်လို့ရတယ်ပေါ့နော်။ โอเคဆိုကြည့်ကြည့်ရအောင်ဒါလေးကတော့ guess အချစ်ရေးမှာကိုမျော်လင့်နေတဲ့အရာဖြစ်လာမလားဆိုတဲ့ဥစားလေးကို guess ကြည့်ပေးပါဒါလေးက general message ပေါ့နော် so deep reading ကိုလည်းကြည့်ရတွေ့တယ်မှာ current relationship လေးရှိနိုင်တယ် crush အတွက်ကြည့်ရလည်းဖြစ်နိုင်တယ် is အတွက်ကြည့်ရလည်းဖြစ်နိုင်တယ်ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်အမ်ကိုမျော်လင့်ထားတဲ့အရာเนาะအချစ်ရေးနဲ့ပတ်သက်ပြီးတော့ဖြစ်လာမလားဆိုပြီး guess ကဒီမှာ generally ကြည့်ပေးပါပါ so guess to reading လေးစပြီးတော့ကြည့်ကြည့်ရအောင် ဆိုတော့ဒီတက်ကိုတော့တူတူချာချာ case အာ case တော့ဖြစ်တယ် case အတဲ့ပဲဖတ်မှာပါ okay ဆိုတော့ကြောင်းမြန်လောက်ဖတ်ဖို့ပါနော်စိတ်တရားထွက်လာတဲ့ကတ်တစ်ကိုအတဲ့ပဲဖတ်မှာပါအင်းဆိုကြည့်ကြည့်ရအောင် inspiration sisters precious angels အချင်းရဲ့အရာကိုလိုချင်တာဖြစ်လာမလားအချင်းရဲ့အရာလိုချင်တာဖြစ်လာမလား Three of Wands looking ahead, confident and growth for sight. ကိုယ်ကရည်ရှိအတွက်စဉ်းစားပြီးတော့ manifest လုပ်နေတဲ့အရာရှိရလို့တော့ guess မြင်နေနော်။ဒါကိုဘဝနဲ့ဆိုင်တဲ့အရာမျိုးပေါ့နော်။အမ်ကိုဘဝကိုပြောင်းလဲစေမယ့်တိုးတက်စေမယ့်အခြေရေးမျိုးပေါ့နော်။ဒါကို manifest နေရာမျိုးရှိလိမ့်မယ်။ King of Cups, okay. so raw wise and devoted balanced between head and heart okay so ကိုကဘာဖြစ်လဲဆိုရေရှည်ကိုတွေးရပြတဲ့ကြောင့်မလို့အရင်စိတ်အလိုလိုက်နေရမျိုးမဟုတ်ဘူးကိုကကြတော့လေအရင်စိတ်အလိုလိုက်နေရမဟုတ်ဘူးကိုကဟိုကို့အတွက်တကယ်ကိုအဆင်ပြေနိုင်တဲ့ connection မျိုးကိုပဲကို manifest လုပ်နေတာပေါ့နော်ဟိုမကောင်းတဲ့ energy မကောင်းတဲ့သူကိုကိုကိုရဲမှာအလို့ အတင်းလိုချင်နေဆိုပြီးဆွဲဆွဲလန်းလန်း manifest နေရမျိုးမဟုတ်ဘဲနဲ့ကောင်းတဲ့ energy ကိုတွတ်အဆင်ပြေပြီးတော့ကိုတွတ် comfortable ဖြစ်ပြီးတော့ပေါ့နော်အဲ့လိုမျိုးကိုနဲ့ energy ကိုက်နိုင်မဲ့ condition တခုကို manifest လုပ်နေတာမျိုးပေါ့နော်တွေ့ရတယ်ဆက်ပြီးကြည့်ရအောင် king of swords ကိုကလေပြောမယ်ဆိုရင် um ပြတ်သားတွေခိုင်မာတယ်ကိုလိုချင်တာဒါဆိုလို့ရှိရင်ကိုကပြတ်ပြတ်သားသားရှင်းရှင်းလင်းလင်းတည်တယ်ပေါ့နော်မိုင်းခင်းနေစောရတာလည်းမကြိုက်ဘူးတွေ့ဝင်နေရတာလည်းမကြိုက်ဘူးပေါ့နော် surrogate တို့ဒီထဲမှာ logical and analytical emotionally detached strict and serious authority ဆိုတော့အခုကခလေးမဟုတ်တော့ဘူးပေါ့နော်ကိုကိုကိုတွေးတွေးရဲကိုကိုတွေးမိရဲခလေးမဟုတ်တော့ဘူး ငါပေါ့နော်ရီစာအတီထားမယ်အရွယ်တခုကိုရောက်လာပြီဆိုရဲတကြောင်မလို့ငါရီစာအတီတကြထားမယ်အာမိုင်းကင်းနေဆော့ပြီးတော့ပေါ့နော်အဲ့လိုမျိုးတနေ့လုံးတီတီတတာတွေပဲပြောပြီးဘဝကြီးကိုမေ့နေရဲ့ connection မျိုးတွေကအာ manifest မလုပ်တော့ဘူးပေါ့နော်ဆိုတော့တကယ်ကိုနှစ်အောင်ဆုံးတိုးတက်ရတိုးတက်ကြောင်းကိုစဉ်းစားမယ် healthy relationship သွားလို့ရတဲ့ connection မျိုးပေါ့နော်ငါလိုချင်နေဆိုရင်စိတ်မျိုး ဖြစ်နေတာလေးကိုတွေ့ရတယ် two of pentacles balancing resources flexibility adaptation ကိုကအရင်တုန်းကဆိုလို့ရှိရင် connection တွေမှာပေါ့နော်အမြဲတမ်းတစ်ဖက်သက်ဆန်တဲ့ connection တွေကြုံတွေ့ကြရဖြစ်လိမ့်မယ်နော်တပတ်သက်ဆန်တဲ့ connection တွေကြုံတွေ့ခင်ရတယ်ဆိုတော့ဒီတစ်ခေါက်ကြုံတွေ့ရဲ့အခါကြလို့ရှိရင်တော့ဖတ်ပြပြီးတော့ပေါ့နော်အလိုမျိုးများတတရှိမှု connection မျိုးကိုလိုချင်နေပေါ့နော်အလိုမျိုးလေး case ချင်းမှတွေ့တယ်နောက်တစ်ခုကိုကကြတော့လေအရင်တော့ဆို ပေါ့နော်ကိုကအတချီကိုအတွက်ပဲစဉ်းစားခဲ့တာသို့မဟုတ်ကိုက လုံးဝတစ်ဖက်လူအတွက်ပဲစဉ်းစားပြီးကိုအတွက်မေ့ပျောက်ခဲ့တာပေါ့နော်နှစ်ခုတည်းကတစ်ခုဖြစ်နိုင်တယ်နော်ဆိုတော့အဲ့ဒါလေးကိုကိုကပြန်ပြီးထိမို့စူးစမ်းနေရဲ့ two of swords နော် statement and okay still made and stuck denial difficult choices crossroads ကိုကလည်းရွေးချယ်စရာလမ်းကြောင်းနှစ်ခုရှိနေရပွင့်လင်းပြောရရင်ကိုက maybe past connection နဲ့မြန်ပြန်ပြီးအဆင်ပြေအောင်မလားတွေ့ဝေးတယ်နောက်တစ်ခု past connection နဲ့ပို့ပြီးတော့အဆင်ပြေမလားဒါမှမဟုတ်နောက်ထပ် connection အစ်စ်နဲ့ပဲငါလည်းပို့အဆင်ပြေမလားပေါ့ဒါမှမဟုတ်လည်းအခုလက်ရှိရှိနေတဲ့ connection နဲ့အဆင်ပြေမလားဒါမှမဟုတ် connection အစ်စ်နဲ့အဆင်ပြေမလား past နဲ့အဆင်ပြေဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်နှစ်ခုကြားတဲ့ပြာများနေရွေးချယ်စရာလမ်းနှစ်ခုရှိနေရဆိုရင် energy lyric gas တို့ရထားတယ် ငါလိုချင်တဲ့အရာကိုဘယ်သူနဲ့ဆိုရင်ပို့အဆင်ပြေမလဲဆိုပြီးတွေးနေတာပေါ့နော် Queen of Cups compassion and warmth healer and intuition supportive and healer okay ဆိုတော့ guest ဒီမှာကိုကလေ energy ကို healing လုပ်နေရတဲ့ပုံစံမျိုးလေးပေါ့နော် um အတိတ်မှာတော့ငါရှိခဲ့တဲ့အရာတကူကကိုယ့်အတွက်အဆင်မပြေခဲ့တာမျိုးပေါ့နော်အဲ့ဒါနေပြီးတော့မှအဆင်ပြေအောင်စူးစမ်းပြီးတော့ပေါ့နော် um ကျိုးစားပြီးတော့ရှင်တန်ရက်တီနီယာအပုံစံမျိုးလေးကက်စ်မြင်တာပေါ့နော်ကိုကလေအချစ်ကိုလေအရင်ကြီးယုံကြည်ကိုကြွက်တာမျိုးတွေမလုပ်တော့ဘူးအရင်တော့ကလုပ်ခဲ့ဘူးတယ်လို့တော့ကက်စ်မြင်တယ်အခုမလုပ်တော့ဘူးပေါ့နော်음အဲ့လိုလေးကက်စ်ထိထားရင်ဒါလေးပေါ့နည်းနည်းတုံးမယ်ဆိုတော့အချစ်ကိုကိုကြွက်တာမျိုးတွေမလုပ်တော့ဘူးနော်ဆိုတော့ကိုတွက်တကယ်အဆင်ပြေပြီး comfortable ဖြစ်တဲ့ um ကိုရဲ့စီကန်းတွေနဲ့ညီမဲ့ connection မျိုးပေါ့နော်ကိုစီကန်းတမတ်ချက်တွေနဲ့ညီမဲ့ connection မျိုးနော်ဒီ change နဲ့စပီချီရအောင် Nine of Pentacles, effort and success, achievement, independence, self-sufficiency. ပွင့်လင်းပြောရရင်အတင်းကလူတွေကကိုယ်လေးတောက်ထဲနေတတ်အောင်မင်းသင်ပေးနေသလိုပဲเนาะတကယ် အချင်းနဲ့တွေ့လာပြီဆိုလို့ရှိရင်လူတိုင်းကအားကိုးခြင်းနဲ့မိခိုးခြင်းနဲ့တွေ့တာခြင်းနဲ့ပေါ့နော်ဒါပေမဲ့ဒီအချစ်တွေကကိုယ့်ကိုတယောက်တည်းနေတတ်အောင်သင်ပေးခဲ့တဲ့သူတွေနဲ့ပဲတွေ့ရတယ်နော်ဆိုတော့သူရှိချင်းရဲ့အနှစ်သာရကိုကိုကလိုချင်တယ်နော်အဲ့လိုမနဖတ်လုပ်နေတာဖြစ်လိမ့်မယ်။နော်အတူရှိတာကမှပိုကောင်းနေဆိုတဲ့ခံစားချက်ကလေးကိုလိုချင်နေတာပေါ့နော်။ the magician ကိုကလေ manifestation will power resource full okay ကိုကလေတကယ်တမ်းပြောရရင်အရန်ကိုအခုချိန်မှာ energy ကောင်းနေတဲ့အချိန်လို့တော့ guest တီထဲမှာတွေ့ရတယ်နော်ကိုကအရန် energy ကောင်းနေတဲ့အချိန်ကိုက manifest လုပ်ရင်ဘာမဆိုကိုကရနိုင်တဲ့အချိန်ပေါ့နော် will power အားလည်းအရန်မြင့်နေတဲ့အချိန်တခုကိုရောက်နေတယ်ခုလောလောဆယ်မှာပေါ့နော် ဆိုတော့ကိုလိုချင်တဲ့ဥစ္စာ gas ပြောလို့ပေါ့အချင်းရင်းမှာကိုမျောလင့်ထားတဲ့အရာရလာမလားဆိုရင်တော့ဒါ yes လို့ပြောလို့ရအောင်ပေါ့နော်ဒီ reading နဲ့မှာကိုရလာနိုင်တယ်လို့တော့ gas မြင်နေ Okay ဆိုတော့ကြည့်ကြည့်ရအောင်ဆက်ပြီးတော့ The hermit self reflection introspection solitude ပုံကလေးကို ကိုကသာအမှန်ဆိုပြီးတော့မတွေးဘူးเนาะငါကပဲအမြင်မှန်တယ်လို့တော့ကိုမတွေးဘူးအဲကိုဘက်ကမှားတာရှိရင်လည်းကိုဟာပြန်လဲသုံးသက်တတ်တယ်เนาะပြန်လဲသုံးသက်တတ်တယ်အမှားကိုမှားမှန်သိရတဲ့သူမျိုးဖြစ်တယ်ပေါ့เนาะဆိုတဲ့အကြောင်းမလို့ကိုကကိုကိုကိုပြန်စင်စားရင်ငါဘက်ကလိုအပ်ချက်တွေရှိနေလို့ငါလိုချင်တဲ့အခြေအရေးကအဆင်မပြေသေးတာလားเนาะဒါမှမဟုတ် ငါဘက်ကလိုအပ်ချက်တွေကိုငါဖြည့်ပြီးရဲ့ဒါနဲ့နော်တဖက်လူတွေကငါပေါ်မှာဘယ်လိုပြောရမလဲအကောင်းဆုံးမဖြစ်ပေးတာလားဘယ်လိုလဲပေါ့နော်စဉ်းစားနေတချို့ဆိုလို့ရှိရင်တဖက်လူနဲ့ကိုနဲ့မှာဘယ်အရာရွေးချယ်ရမလဲတဖက်လူကိုအရင်ရွေးချယ်ခြင်းနဲ့ကိုကိုကကြတော့ဘာပဲဖြစ်ဖြစ်ပေါ့နော်တဖက်လူကိုရွေးချယ်ခြင်းနဲ့ဆိုရဲသူတွေအရင်များနေရဲ့ဆိုတော့အဲ့ဒီလူတွေဆိုလို့ရှိရင်လေကိုရဲ့ energy ကိုကိုပြန်လာဖြစ်လိမ့်မယ်လို့ guess မြင်နေနော် ကိုကိုကိုပို့ပြီးဥစားဖြစ်လာလိမ့်မယ်လို့ guess မြင်နေဆက်ပြကြည့်ရအောင် the tower sudden changes crumbling down chaos destruction guess ဒီထဲမှာပြောရမယ်ဆိုရင်အစင်မပြေတဲ့အချစ်ကြီးအဆုံးသတ်သွားပြီးတော့ပို့အစင်ပြေတဲ့အချစ်သစ္စာလိမ့်မယ် နော်လူတစ်နဲ့လည်းဖြစ်နိုင်တယ်လူဟောင်းနဲ့လည်းဖြစ်နိုင်တယ်အချစ်သစ်ဆိုတိုင်းလူတစ်နဲ့ဖြစ်ရမယ်တော့မဟုတ်ဘူးပေါ့နော်အချစ်သစ်ဆိုတာ relationship pattern အစ်စ်ပေါ့ relationship ပုံစံအစ်စ်နော်စတင်ဖြစ်လိမ့်မယ်လို့ guest ဒီထဲမှာမြင်နေဆိုတော့ကိုလိုချင်တာကအဲ့အရာပဲဆိုလို့ရှိရင်တော့ဒါဖြစ်နိုင်တဲ့ကိုရနိုင်တဲ့ပေါ့နော်ကို manifest လုပ်နေတဲ့အရာလေးကိုရနိုင်တယ်လို့တော့ guest ဒီထဲမှာတွေ့ထားပါတယ်โอเคสวัสดีครับเสียงเมียเนี่ยจริงๆอารมณ์ๆပြောပြတာဖြစ်ပါရင် ဆိုတော့ energy ကြိုက်တယ်ဆိုလို့ရှိရင် comment မှာပြောခဲ့ပါကိုနောက်ထပ် berry reading လေးကြီးရှင်လဲပေါ့နော်ကိုစိတ်ဝင်စားအကြောင်းအရာလေးရှင်လဲ comment မှာပြောခဲ့ပါနောက်ထပ် reading မှာပြန်ပြီးတော့တွေ့ကြပါမယ်ကြည့် personal reading ကြီးရှင်လာဆိုလို့ရှိရင်เนาะဒီနေရာကနေလာပြောစုံစမ်းလို့ရပါတယ်ဆိုတော့ဒီကက်လေးနဲ့ကြီးရှင်လာဆိုရှင်ကက်စီဒီကက်လေးနဲ့ပဲကြီးပေးပါဆိုပြီးတော့ပြောလို့ရတာပေါ့နော် okay အဆလို့ရှိရင်ဒီ reading လေးကတော့လောက်ပါပဲအားလုံးပဲအဆင်ပြေပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ် bye bye